လမောလက်ဆုပ်ကိုပညာရှိသူခမင်လက္ခဏာအကြောင်းသိကောင်းစီရမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဆလမောန်ဘုရင်ကြီးကိုအကြောင်းပြု၍အမိတညာပေးခဲ့သောထိုဆလမောန်လက္ခဏာလမ်းကြောင်းဆိုသည်မှာလက်ညှိုးအောက်ရှိနားကကားသောပုံစံမြင်ကွေလေးအမှတ်သားကိုဆိုတာဖြစ်ပါတယ်နော်ထိုလက္ခဏာအမှတ်သားလေးကအံပွဲဆံပြားနည်းနည်းသောအတွေးခေါ်ပညာရများနဲ့တိုက်ရိုက်သက်ဆိုင်သောကြောင့် ်ပညာရှိသူခမိန်လက္ခဏာလမ်းကြောင်းဟုလည်းခေါ်ဆိုပါသည်သူလက္ခဏာလမ်းကြောင်းလေးပါတဲ့သူဆိုရင်တစ်ကြောင်းနဲ့ပါပါနှစ်ကြောင်းပဲပါပါတဝက်ပဲပါပါ နေရာတကာဆရာကြီးတပွဲသားဖြစ်လိမ့်မည်ပုံစံတက်ထင်းထင်းရှားရှားအဆအဆုံးတစ်ကြောင်းနဲ့ရှိနေခဲ့မယ်ဆိုရင်မွေးရပါဉာဏ်ပါရမီရင့်တန်ထက်တန်တတ်ရှင်အရာရာကိုတိလွယ်တက်လွယ်တက်ရှင် တာမန်လူတွေသင်စားကြံစားအတိတ်ပဲဖော်မရသည့်များကို သူကအလွယ်တကူအတိတ်ပဲဖော်ဆောင်နိုင်ခြင်းလူများကိုညှို့ချခိုင်းစေရသောနေရာတို့ရောက်ရှိစေတဲ့ရှင်တွေကိုဖြစ်စေတတ်ပါတယ်